မြန်မာနိုင်ငံကအွန်လိုင်းငွေလီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး Starlink ကိုအမေရိကန်လွှတ်တော်စတင်စစ်ဆေးနေပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာတွေကိုအင်တာနက်ဝန်ဆောင်မှုပေးရမှာ Elon Musk ရဲ့ Starlink ဂျူတူးလုပ်ငန်းကပါဝင်ပတ်သက်နေတာနဲ့ပတ်သက်လို့အမေရိကန်လွှတ်တော်မှစတင်စစ်ဆေးနေပါတယ်။မြန်မာနိုင်ငံကအွန်လိုင်းဝင်ကြေးလိမ်လည်မှုစင်တာတွေကနေကမ္ဘာတဝန်ပြိမှတ်ထားခံရသူတွေစီကဒေါ်လာဘီလီယံပေါင်းများစွာလိမ်လည်ရယူနေတယ်လို့ဆိုပါရတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကအွန်လိုင်းဝင်ကြေးလည်မှုစင်တာတွေကိုနှိမ်နှင်းခဲ့တဲ့အချိန်စင်တာတွေရဲ့ခေါင်းမူးမှာ Starlink 2 Internet ဆလောင်းအများအပြားစတင်နေရယူလာတာကို AFP သတင်းဌာနကစုံစမ်းတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ Elon Musk ရဲ့ Starlink 2လုပ်ငန်းအပေါ်အခုလုံစုံစမ်းစစ်ဆေးမှုတွေစတင်လာခဲ့တာပါ။ American ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရအရှိတောင်အာရှလင်းလယ်သူတွေရဲ့ထိတ်တန့်ပြတ်မှတ်တွေထဲ American နိုင်ငံသားတွေလည်းပါဝင်နေပါဗျ။ ပြီးခဲ့တဲ့နှစ် online လင်လယ်မှုတွေကြောင့်ခန့်မှန်းခြေဒေါ်လာ10ဘီလီယံလောက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ထို့အပြင် Starlink ဟာ၃လအတွင်းမှာတင်စစ်ဘေးသစ်မြန်မာနိုင်ငံအတွက်အကြီးမားဆုံး internet ဝန်ဆောင်မှုလုပ်ငန်းဖြစ်လာခဲ့တယ်လို့ Asia Data ဆိုင်ရာ internet မှတ်ပုံတင်အဖွဲ့ကပြောဆိုထားပါတယ်။